ဘဝဆင်းရဲလို့ရှိရင်တဏ္ဍကောင်းမှုမြန်မြန်လုပ်ပေးလိုက်ရှင်။နောက်ဝမဆင်းရဲတော့။ကြားဘူးလားဗမာပြည်မှာနမရောမေနုအမရပူရမှာနမရောမေနုကကိုယ်ပဲလဲဆရာတော်ဥပုပ်ဆိုတာကြားဘူး။ဆရာတော်ဥပုပ်ရဲ့မေတော်ကြီးကဆင်းရဲရှာဆင်းရဲရှာတော့ကြောင်းလာပြီးတော့တပက်ကလေးတစ်ထည်ဆွတ်မအောင်ဆရာတော်သူ့သား ဆရာတော်ဥပုသ်စီနာသူ့မှာရှင်ရဲလို့တပတ်ကလေးတစ်ဆင်းတော့တော့ဆွမ်းမာလို့ဆိုရလာတယ်ကမကြီးကပခုံးပေါ်မှာတပတ်အနွမ်းကလေးပန်းလာအဲ့တော့ဆရာတော်ဥပုသ်စီသွားတဲ့အခါကျဆရာတော်ဥပုသ်ကအဲ့ဒီတပတ်အဆုတ်ကလေးအနွမ်းလေးကိုလှူခံလိုက်တယ်တပည့်အစ်စ်မပေးဘူးအဲ့ဒါကိုသူခံလိုက်တယ်။ဘာကြောင့်လဲဆိုတော့လူမချမ်းသာပါလေယူတာမချမ်းသာဘူးလေ။ဒါကြောင့်မလို့ဒါနကောင်းမှု လောက်ခမ်းလိုက်တဲ့သဘောပဲဒါအင်းဆင်းရတဲ့ဆိုရင်ကုသကောင်းမှုလောက်ကိုစားရတဲ့အတမင်တရုရှော့ဆန်းလိုက်တန်ဃာတစ်ပါးကြွလာဆွန်းလောင်းလိုက်တရားနမောချမ်းသာနိုင်နော်ကိုစားတဲ့ထဲကအများကြီးလောင်းမှုမဟုတ်ကိုစားတဲ့ထဲကဆွန်းတမင်မကန်နေကဟင်းနှက်ွက်လေးဒီနေ့ရှော့ဆားလိုက်နော်နောင်လိုက်ဝဒါရုံနှစ်တုံးရှိရင်ကိုယ့်အတွက်တုံးချန်တာတန်ဃာအတွက်တုံးမောင်းမှာဒါဌာနကောင်းမှုလုပ်လိုက်တာပဲ ကုသိုလ်ဖြစ်သွားတာကိုစားတဲ့ထိုင်အတခုခွဲပေးလိုက်တယ်ဆိုတော့တန်ဃာမလောင်ရတော့မဟုတ်ကိုအမေကိုကျွေးလိုက်မယ်ကိုတူကိုကျွေးလိုက်မယ်စေရနာနဲ့ဘသူပဲဖြစ်ဖြစ်ကျွေးလိုက်တယ်ကိုစားတဲ့ထိုင်အနေမုံလေးတစ်ချက်ရှင်တစ်ချမ်းကျွေးလိုက်တယ်ငပြောသည်ဆိုရင်တချိုးကျွေးလိုက်တယ်ဒါလည်းဌာနကောင်းမှုဖြစ်တာနော်ဒါကြောင့်မကားတွေကလည်းငါမန္တလေးဆရာတော်ကြီးကသူကဆိုထားတဲ့စကားရှိတယ် လဖတ်တယုချန်တချုံရေအေးတဆက်ရေအေးတခွက်စီတဆက်နဲ့လဖတ်တယုချန်တချိုးမြဒါနဟူစီရရကောင်းမှုစူးစမ်းပြုလို့ဘာပဲနေဒါနကောင်းမှုလို့ရဆင်းမွေးတည်မှုကလွတ်ဖွဲ့ရအတွက်တည်လို့တော့